အလွန်ငွေ3000ကျော်မတည်ခဲ့ပေမယ့်မလိုအပ်တဲ့နေရာတွေကိုလှူပြီးတော့တကယ်လိုအပ်တဲ့နေရာတွေသွားမလို့ဝေဖန်ခံနေရတဲ့ခိုင်နေဝေပရိသတ်ကြီးပရိုက်တာမိသမီးကြီးခိုင်နေဝေကတော့အလွန်ရင်ဆက်လက်နဲ့မကွာအောင်အမဲလှူတဲ့နေသူဖြစ်ပါတယ် တလောတော့ကလည်းသူမရဲ့ချစ်စရာကောင်းတဲ့တာတာမီမီလေးတွေနဲ့ရှင်ပြူနာတာအပွဲကျင်းပခဲ့တာဖြစ်ပါရည်အခုခါမှလည်းငလင်ပေးတွဲများစွာထောက်ကူနဲ့ကယ်ဆယ်မှုတွေပြုလုပ်ခဲ့ပြီးတော့အများအကျိုးတည်ပေါ်နေသူတွေဖြစ်ပါရည်သူမကတော့သူမရဲ့လူတွေအောင်ဆိုင်နေခင်ပဲအလူငွေတွေအများကြီးကိုလိုအပ်နေတဲ့နေရာတွေကိုမလိုပဲနေရှားပြီးသားလိုအပ်မှုပြည်နေတဲ့နေရာတွေကိုထက်ခါထက်ခါလူတဲ့နေလို့ဝေဖန်ခံရရလည်းဖြစ်ပါရည်ခန်နေဝေဟာစိတ်သဘောထားကောင်းပေမဲ့သူမကိုဒီလိုမဟုတ်မမှန်နဲ့လှူဒန်းမှုတွေကြောင့်ပြောဆိုဝေဖန်ခံရတာလည်းဖြစ်ပါရည်ခန်နေဝေကတော့ငလင်တန်ခံစားနေရတဲ့မယ် ီနဲ့သခိုင်းကပြည်သူတွေကိုထောက်ပံ့ငွေတွေများစွာပေးအပ်ခဲ့ပြီးတော့ကိုရိုင်းကိုကြားသွားရလူတိုင်းခဲ့တာပါမန္တလေးမြို့ရှိမစိုးရင်တိုက်သိအကြောင်းကြီးဟာငနေနဲ့ကြောင့်တိုက်မြင့်ကြီးတစ်ခုလုံးမြေရောက်သူပြိုကျခဲ့ပြီးတော့တန်ဃာတော်တွေနဲ့ဆရာတော်များစွာပြည်လုံးတော်မူခဲ့ပြီးတော့ယခုထိကင်းစည်ရုံနေကြတဲ့သူတွေများကြီးရှိပါတယ်ခိုင်နေဝရပြိုကျပျက်စီးသွားတဲ့ဖျားတွေဖုံးတော်ကြီးကျောင်းတွေကိုလူတန်းတွေပြုတ်လုပြီးတော့ပြန်လည်တင်းမတီဖို့လူတန်းခဲ့တာဖြစ်ပါတယ်မိသမီးခိုင်နေဝေကတော့ပြုတ်ကျပျက်စီးသွားတဲ့ဖုံးကြီးကျောင်းတွေနဲ့ ဖျားရီများတာမလို့အဓိကလူတန်းခဲ့တာပါတချို့ကလည်းအခြားသောချို့တဲ့တဲ့ပြည်သူတွေကိုမလို့ပဲအလူတန်းများစွာလုပ်ပြီးတဲ့ဖုံးတော်ကြီးကြောင်းနဲ့တန်ဃာတော်တွေကိုလူတန်းနေလို့ပြောခံနေရတာဖြစ်ပါတယ်။စကိုင်းနဲ့မန်လီကပြည်သူတွေရဲ့ခန်းစားချက်ကိုမဆာနာဘဲနဲ့အလူဖြစ်မြောက်ပြီးရောဆိုပြီးတော့ဒီလိုလူတန်းမှုဟာထိရောက်တယ်လို့မခေါ်ဘူးဆိုပြီးတော့ပြစ်တင်ပြောနေကြတာဖြစ်ပါတယ်။မင်းသမီးခိုင်နေဝေးရင်သွေးလေးများခင်ရမှာလဲအခြားသောနှုပညာရှင်တွေနဲ့ချမ်းသာတဲ့ပြည်သူတွေဟာရေးတန်းနဲ့စားစားချောင်းမာမာစားတဲ့ပစ္စည်းတွေကို လာကောက်လူတန်းထားတယ်လို့ဆိုပါရီဒီတော့သူမအနေနဲ့အလူကောဘလို့စီမံခန့်ခွဲနေလဲဆိုတာမသိရပေမဲ့ငလင်းတန်းတိချွတ်တဲ့နေတဲ့ပြည်သူတွေကိုတော့ပြစ်မထားပါဘူးနော်ခိုင်နေဝေရဲ့လူကောက်ခံမှုဟာ3000ကျော်ရရှိခဲ့ပြီးတော့ ငန်လင်းဘေးကိုအများဆုံးခန်းဆားရတဲ့မန်လေးမြို့ကြီးနဲ့စကိုင်းမြို့ကြောက်စင်အင်းလီနီညောင်ရွှေမြို့တွေကိုတွားရောက်လူတက်မယ်လို့လည်းပြောပြခဲ့တာဖြစ်ပါတယ်။အင်းအား Restar Scale 7.7ရှိတဲ့ငန်လင်းကြီးဟာတနင်္ဂနွေရှိမြို့ကြီးတွေကိုဝါမြို့ခဲ့ပြီးတော့စိတ်မကောင်းလည်းဖြစ်ခဲ့ရပါတယ်နော်။အများပြည်သူတွေရဲ့မျက်ရည်ဆက်တွေနဲ့ပူဆွေးတော့ကရှောင်းမှုတွေဟာကြားရမြင်ရသမျှမခန့်ဆားနိုင်မင်းနဲ့အလိုလိုဝန်းနေလာမိပါတယ်။မင်းသမီးကြီးခိုင်နေဝေးစီကိုနှုပညာရှင်မင်းသမီးမင်းသားများဖြစ်ကြတဲ့နေတို့မိသားစုပိုင်တကောမိသားစုနဲ့မင်းသမီးဝမ်မုံရွှေကြီးမိသားစုတို့အများဆုံးလူတန်းပေးတာဖြစ်ပါတယ်။မင်းသ မီးကြီးခိုင်နေဝေကလည်းဒီလိုငယ်လင်ဘေးတင်ပြည်သူများအတွေ့များစွာခက်ခဲနေလူတန်းခဲ့ရပြီးတော့သူမတို့လူရှင်တွေဟာနေရာတနေရာကိုသွားရလူတန်းမေဆိုရင်အရင်လိုဟိုတယ်တွေတိတ်ခုနေရာတွေမရှိပဲလူတန်းပေးရတယ်ဆိုတော့ပြည်သူတွေကိုကိုချင်းစာနာမိမှာတော့အမှန်ပါပဲနော်ကြော့ကြော့လေးနေဟိုတယ်ကထွက်လို့ပြီးတော့ လူရမယ့်အခြေအနေမဟုတ်တော့သူတို့လည်းကားပေါ်မှာဖြစ်တယ်လို့အိတ်အသည့်အိမ်မှာဖြစ်တယ်လို့အိတ်ပြီးတော့လူတန်းပေးနေတာဖြစ်ပါတယ်ဒီလိုကိုကျိုးဆုံပြီးတော့လူတန်းပေးနေတဲ့အမှုပညာရှင်တွေကိုပြစ်တင်ဝေဖန်တာဟာသူတို့အနေနဲ့စိတ်မကောင်းဖြစ်မိမှာအမှန်ပါပဲနော်ဒီတော့မင်းသမီးကြီးခိုင်နေဝေးရဲ့လှုပ်ပေါ်မှာလည်းမျက်ချက်လေးတွေပြီးပြီးတော့တာလုံလေးတွေခေါ်ဆိုပြီးခဲ့ကြပါအောင်ရှင်အပိနာစင်ခဲ့ကြတဲ့ပြည်သက်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်ကြုံတွေ့နေရတဲ့ကက်ကြီးတွေကနေလည်းအမြန်ဆုံးကင်းဝေးကြပါစေ